လောကမှာအဆိုးမြင်ဝါဒအကောင်းမြင်ဝါဒအကြောင်းမြင်ဝါဒလို့ဝါဒ၃မျိုးခွဲခြားကြည့်မိတယ်။အဲ့ဒီဝါဒ၃မျိုးကိုဆွေးနွေးတင်ပြကြည့်ချင်ပါတယ်။နံပါတ်၁အဆိုးမြင်ဝါဒအဆိုးမြင်တဲ့ဝါဒဟာလူကိုလွန်စွာဆင်းရဲစေတယ်။အဆိုးမြင်ဝါဒရှိသူဟာဘသူကိုပဲမြင်မြင်ဘာတွေကိုပဲမြင်မြင် သူဟာအဆိုးတွေဘက်ကပဲမြင်းနေတယ်အဆိုးတွေဘက်ကပဲမြင်းပြီးတော့သူ့ကိုယ်သူလဲပူလောင်နေတတ်တဲ့သူတွေပေါ့အဆိုးမြင်ဝါဒဟာကိုယ့်ကိုယ်ရောကိုယ့်ပတ်ဝန်းကျင်ကိုပါပူလောင်ဆင်းရဲစေတဲ့ဝါဒလို့ဆိုရမယ်အဲ့ဒီအမြင်ဟာအမှန်မြင်မဟုတ်ပါဘူးလူကိုငြိမ်းချမ်းစေတဲ့အမြင်လဲမဟုတ်ဘူးလို့ဆိုကြပါတယ်နံပါတ်2အကောင်းမြင်ဝါဒ ီအကောင်းမြင်ဝါဒကို လူအများစုက ကောင်းတယ်လို့မြင်ကြတယ်။တကယ်တော့အကောင်းမြင်ဝါဒဟာလည်းတကယ်ကောင်းနိုင်တကယ်ကောင်းတယ်လို့မဆိုနိုင်ဘူးလို့ဆိုရမယ်။အကောင်းမြင်ဝါဒသမားတွေဟာဘာကိုပဲမြင်မြင်အကောင်းတွေဖက်ကကြီးတွေးပြီးတော့အကောင်းတွေပဲမြင်ပေးနေတတ်တယ်။သူတို့အမြင်တွေကသူတို့ကိုအေးမြခြင်းအေးမြနိုင်ပေမဲ့တကယ်မကောင်းတဲ့အရာတွေကိုအကောင်းမဲ့မြင်ပေးနေရင် လောကမှာအမှားတွေကြီးထွားတိုးတက်ပွားများလာနိုင်ပြီးတော့လောကကြီးပျက်စီးဖို့အတွက်ဖြစ်လာနိုင်တယ်။အဲ့ဒီအမြင်ဟာလည်းပဲအမှန်မြင်မဟုတ်ဘူးလောကအတွက်ကောင်းတဲ့အမြင်မဟုတ်ဘူးလို့ပဲမြင်မိတယ်။နဘသောတကယ်ကောင်းမြတ်မှန်ကန်တဲ့အမြင်ကတော့အကြောင်းမြင်ဝါဒလို့ပဲမြင်မိတယ်။အကြောင်းမြင်ဝါဒဆိုတာလူကိုမုန်းလို့လည်းအဆိုးမမြင်စေဘူး။လူကိုချစ်နေလို့လည်းအကောင်းမမြင်စေဘူး။ ဒီလူရဲ့ကောင်းခြင်းဆိုခြင်းကိုသူလုပ်နေတဲ့အလုပ်အပေါ်မှာပဲအကောင်အဆိုးခွဲခြားမြင်တဲ့ဝါဒဖြစ်တယ်။သူ့ရဲ့ကောင်းခြင်းဆိုခြင်းဆိုတဲ့အကြောင်းတရားအပေါ်မှာပမာဏမှန်မြင်တဲ့ဝါဒပေါ့။ကိုချစ်နေသူနဲ့ကိုမုန်းနေသူတွေမို့ဆိုပြီးတော့ချစ်ချင်းမုန်းခြင်းဖြစ်တာမဟုတ်ဘူး။ဒီလူဟာ လူကောင်းလားလူဆိုးလားသူ့လုပ်တာတွေဟာ ကောင်းသလားဆိုးသလားဆိုတဲ့သူ့လုပ်ရသူ့အကြောင်းတွေအပေါ်မှာမူတည်ပြီးတော့ကောင်းခြင်းမကောင်းခြင်းသတ်မှတ်တာမျိုး။ ီအမြင်ဟာအကောင်းဆုံးအမြင်ရှိသူလို့ပဲယူဆမိတယ်။တချို့လူတွေကကိုမုံနေတဲ့သူဆိုရင်ဘယ်တော့မှအကောင်းမမြင်ဘူး။ကိုမုံနေတဲ့သူဆိုရင်အကောင်းဓာတ်တွေလုံနေလဲအကောင်းကိုမြင်မရဘူး။ဘယ်လိုကောင်းဓာတ်တွေလုံနေနေဘာတွေကောင်းဓာတ်တွေလုံနေလုံနေအကောင်းကိုမမြင်နိုင်တော့ပဲနဲ့အဆိုးတွေကိုပဲမြင်ပြီးတော့အပြစ်ပြောဖို့ပဲစိတ်ထဲရှိနေပြီးပူလောင်နေတဲ့သူတွေပေါ့။အများအားဖြင့်တော့အဲ့ဒီလိုလူတွေဟာ မုံသူကိုမှမဟုတ်ပဲမြင်သမျှတွေ့သမျှကြားသမျှတွေအပေါ်မှာအမြဲတမ်းအဆိုးဘက်ကကြီးမြင်းနေတတ်သူတွေပဲအဲ့ဒီလိုလူတွေဟာသူတို့ကိုသူတို့လည်းအမြဲပူလောင်နေစီပြီးတော့ကိုယ့်ရဲ့ဝန်းကျင်ကိုလည်းကောင်းကျိုးမပြုတဲ့အမြင်တွေပါပဲဒါဟာအဆိုးမြင်ဝါဒရဲ့ဆိုဝါခြင်းလို့ဆိုခြင်းလေအကောင်းမြင်ဝါဒသမားတွေကြတော့လေဘယ်လိုဆိုနေနေဘယ်လိုပျက်စီးနေနေအကောင်းဘက်ကကြီးမြင်းပေးနေတော့ မမှန်ကန်မြန်ပါဘူးညင်လေအောင်ပြောရရင် အဖိုးအဖွားတွေဟာ သူတို့သားတွေသူတို့မြေးတွေဆိုရင်ချစ်လွန်းတော့အကောင်းတွေပဲမြင်းပြီးတော့မြောက်ထားတတ်ကြတယ်သားသမီးမြေးတွေကပျက်စီးနေကြလဲသူတို့ကအပြစ်မမြင်နိုင်ကြဘူးလူငယ်ဆိုတာဒီလောက်တော့ရှိမှာဘောတဲ့အဲ့ဒါလို့မကောင်းတဲ့သူတွေကိုလည်းပဲအကောင်းဘက်ကပဲမြင်းပေးနေတာတွေဟာလဲလောကကိုပျက်စီးစေတယ်လို့ဆိုရပါမယ်ဘယ်လိုအမြင်ကမှ လောကကိုကောင်းကျိုးပြုတဲ့အမြင်လို့ဆိုရမလဲဆိုရင်အကြောင်းမြင်ဝါဒပေါ့အကြောင်းမြင်ဝါဒဆိုတာကလူကိုအဓိကကြည်တာမဟုတ်ဘဲနဲ့အဲ့ဒီလူရဲ့လောက်ရက်အကောင်းအဆိုးကိုပဲမှန်မှန်ကန်ကန်မြင်တဲ့အမြင်လို့ဆိုရမယ်လောက်ရက်တွေကောင်းနေရင်သူ့ကိုအကောင်းမြင်လို့ပဲမြင်တယ်လောက်ရက်တွေမကောင်းရင်လည်းမကောင်းဘူးလို့ပဲမြင်တယ်အဲ့ဒါမှကောင်းတဲ့လောက်ရက်ရှိသူကိုချီးမွမ်းထောပနာပြုရမှာဖြစ်တယ်လို့ မကောင်းတဲ့လောက်ရဆိုရှိနေသူတွေကိုလည်းထောက်ပြပြုပြင်ရမှာမဟုတ်ပါလားအဲ့လိုလောက်ရတဲ့အပေါ်မှာမြင်တဲ့အကြောင်းမြင်ဝါဒကသာမှန်ကန်ကောင်းမွန်တဲ့ဝါဒလို့ဆိုကျင်တယ်ဒါကြောင့်ပြဿနာတစ်ခုကိုအဆိုးတွေကိုပဲဆွဲဖွာပြီးအဆိုးမြင်ဝါဒနဲ့ကြီးပဲကြည့်မစင်စားကြပါနဲ့အဆိုးတွေကိုဖုံးဖိပြီးတော့အကောင်းလို့ကြီးမြင်တဲ့အကောင်းမြင်ဝါဒနဲ့ကြီးပဲလဲမစင်စားကြပါနဲ့ အဆိုးမြင်ဝါဒအကောင်းမြင်ဝါဒအဲ့ဒီနှစ်ဝါဒလုံးဟာဘဝကို လမ်းမမှန်စေနိုင်ဘူးလမ်းမှန်ရဖို့ဆိုရင်ဘာကြောင့်ဖြစ်တာလဲမဖြစ်ဖို့ဘယ်လိုလုပ်ရင်ရနိုင်မလဲဆိုတဲ့အကြောင်းမြင်ဝါဒကသာဘဝကိုလမ်းမှန်စေမှာဖြစ်တယ်ဒါကြောင့်ပြဿနာကိုအဆိုးမြင်ဝါဒနဲ့လည်းမကြည့်ပါနဲ့အကောင်းမြင်ဝါဒနဲ့လည်းမကြည့်ပါနဲ့အကြောင်းတရားအမှန်ကိုမြင်အောင်ကြည့်တဲ့အကြောင်းမြင်ဝါဒနဲ့သာ ကြည့်ပါတွေးပါစဉ်းစားပါလို့ပြောချင်ပါတယ် ကာမတက္ကတာတာမဒိဋ္ဌိဆိုတာကံဆိုတဲ့အကြောင်းတရားကိုမှန်မှန်ကန်ကန်မြင်တဲ့ဝါဒလိုပဲဆိုခြင်းနဲ့အာလုံအာလုံအကြောင်းတရားအမှန်များကိုရှင်ရင်စဉ်းစားသိမြင်နိုင်ကြပါစေ။